ညောင်နီဖုန်ကြီးကျောင်းမှာရှိတဲ့ရှေးအယုတ်လေးတွေပေါ့နော်။အယုတ်လေးတွေကတချို့ယုတ်လေးလည်းအင်္ဂါဆုံတော့တယ်၊ချို့ယုတ်လေးလည်းအင်္ဂါမဆုံတော့ဘူးပေါ့။တမိုးရှိတဲ့ယုတ်လေးတွေမို့လို့ထိမ့်သိမ့်ထားတာပေါ့နော်။အာတချို့ယုတ်လေးတွေဆိုရင်ခိုးခံပြီးပါသွားတယ်လို့တော့ကြားရတယ်ပေါ့။ကိုရီးယားတော့လေအဲ့လိုရှင်းဟောင်းအရာတွေဆိုရင်အရန်ကိုတံမိုးထားတာပါ ညောင်နေရဲ့ treatment ညောင်မဲလေးဟာရက်ွက်ကြီးစလေးညောင်းနီလန်းနေထားပါတော့အဲလမ်းကိုမပြင်ရသေးတဲ့ချင်းနေပေါ့ဒါကတော့ညောင်းရဲ့မာမာကြီးလမ်းမှာရှင် ညောင်နေဖုန်းကြောင်တက်တယ်လမ်းပေါ့နော်ဖုန်းကြောင်ကတောင်ပေါ်မှာတည်ရှိရပေါ့အာတောင်ပေးမှာလဲတောတွေတောတွေဝယုံတော်တွေနဲ့တာယာအရင်တာယာပါလေဖုန်းကြောင်ကညောင်နေကြောင်ရဲ့ကထိန်ရှိရနဲ့ကထိန်ဘွဲကိုလည်းအမှတ်တရရိုက်ထားပါတယ်ဒါပါလေ တော်ဘူးချောက်နေတော်ဘူးချောက်နေမျိုးစုံပဲကဲကဲညောင်ဒီចောင်းရဲ့កထိန်ရှိနေတာបងเนาะកထိန်ဆိုတော့ចောင်းနှဲมาပဲဒီពွဲစီរានទីសាလေးရှိနေတာបង Thank <laughs> you.

oh <laughs> 你。Yeah. ်မှာရွာတွေကအများကြီးနေသလားအဲ့ရွာတွေပတ်သက်လူတွေကနေပွဲတအားကြိုက်တယ်လို့ကြားဘူးတယ်ဘယ်ရွာရှိလဲဆိုတာကိုနားဆွင့်ပြီးတော့အဲ့ရွာထီကိုလမ်းလျှောက်ပြီးတော့သွားကြည့်ကြရပါတယ်ဖြူဖြူဖြူလေးနဲ့မဲမဲလေးကအဲ့ဒါဆလူမုတ်ပေါ့နော်ဖြူဖြူလေးကတကြားနဲ့လှုပ်တာမဲမဲလေးကထညံနဲ့လှုပ်တဲ့ဆလူမုတ်ပါဆလူမုတ်ကိုနောက်တစ်မျိုးလဲခေါ်သေးတယ်ပေါ့နော်အညာသားကြောကုန်းလို့လည်းခေါ်ပါတယ်

နောက်တစ်ခါကျတော့မုံညင်းမုံညင်းချင်းကိုကြော်ထားတာအင်ယူတီးကြော်အင်ယူတီးကြော်သားဆက်တယ်ပြီးတော့ပဲနေပဲပဲနေပဲကြဆန်နေဟင်းကျို့ပေါ့နော်စာအဆင်ပြေပါရဲ့နော် ောင်နေရွက်ကြီးစလေးရဲ့တခုတည်းသောရှန်ခေါဆဲဆိုင်ပေါ့နော်တပွဲကို2000ပဲပေးပြရတယ်။သူပေးရတဲ့ဈေးနဲ့သူရတာနေရမစိုးပါဘူး။စားလို့ကောင်းနေတယ်မှာပါတယ်ပေါ့။ ညောင်နီးရဲ့နောက်တလန်းဖြစ်တဲ့အင်ဂျီလန်ခေါ်အဂရလန်မှာနော်အဲ့လန်မှာလည်းအိန္ဒိယအင်ဂျီအင်ကောင်းနေတော့လှတယ်ပေါ့